အခြေခံ slab နဲ့ pop ကိုပေါင်းပြီးမှ group တစ်ခုကိုလေ့ကြည့်မယ် C G D E အဲ့တော့တပါးစီတီးအောင်ရေရိုးအိမ်နံပါတ်တီးပါမယ်1 2 3 ရှင်အောက်ကျိုးတည်တဲ့အချိန်မှာလက်ကလေးနဲ့ပေါ့လို့ပါမယ်။ကြီးရှင်ကိုတည်တဲ့အချိန်မှာလက်ညိုးနဲ့ပေါ့လို့ပါမယ်။ကြီးရှင်ကိုလက်ကလေးကြီးရှင် slab base မှာ return ကိုပုံပြီးပြည့်စုံစေဖို့အတွက် mute ကအရေးကြီးပါတယ်။ mute ဆိုတာကြိုးတွေကိုနှုတ်တံထွက်စေမယ်။အရန်တူတဲ့တံပြက်ရအောင် slab ရိုက်တာဒါမှမဟုတ် off လုပ်တာပါ။ဥပမာတံကိုတတ်ထားလိုက်တယ်။ open string e ကို mute ဖြစ်ရကြည့်အောင် open string e of the 하라고 뮤스로 밸런을 단단하면 E of tail Not view 1, 2, 3, 4, and 4 pinch of my end of your down 1, 2, 3, 4, and 1 ဒါတွေတီးလို့အဆင်ပြေပြီဆိုရင်ဒီလိုပတ်သက်လေးကိုထပ်တီးကြည့်အောင်ဒီပုံစံကဖလေးမြန်းနဲ့တီးနေတဲ့ပုံစံမှာလက်ပုံစံကတော့သူရတယ်ဒီလိုတီးရောကျွန်တော်တို့ဒီလိုတီးပါမလား Yeah. One, two, three, go。 နောက်တစ်ခုက double block thumb slap တစ်ချက်သေးတယ် block ကနခါဆင်းနဲ့ကျွန်တော် intro တစ်ချက်မှာဒီတိုင်းတွေကိုတောင်းထားတာပါ ကဲဒါဆိုရင် slab base အကြောင်းနဲ့အခြေခံ technique တွေအကြောင်းကိုသိသွားပြီလို့ထင်ပါတယ်။ဒီ video link ကနေတခုခုအကျိုးရှိတယ်ဆိုရင် like and share လုပ်တော့ပုံမေ့ပါနဲ့နော်။ကျွန်တော် channel ကို subscribe မလုပ်ရသေးဆိုရင် subscribe လုပ်တော့ပြီးပါဦး။အားလုံးပဲနောက် video မှာပြန်ဆုံရအောင်။ Bye ။